ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့ software လေးတခုရှိပါတယ်အဲ့ဒါတော့ထိုင်းစကားကိုအခုမှလေ့လာနေတဲ့သူထိုင်းစာလေ့လာနေတဲ့သူတွေတွေလည်းသင်ပြတော့ပေါ့နော်ဒီ software လေးကတော့ဘာဘာလဲဆိုတော့ဒီမှာရွှေထိုင်းဆိုတဲ့ software လေးဖြစ်ပါတယ်ကျွန်တော်လည်းသုံးနေပါတယ်ကျွန်တော်လည်းသုံးလို့သင်ပြပါတယ် ွှေထိုင်းဆိုတဲ့ software မှာသူကအကုန်လုံးရှိပါနော်ဘီးတွေလည်းရှိတယ်ဒီဒီ software လေးပေါ့ဒီ software လေးဖြစ်ပါလေဒီ software လေးကကြတော့အရန်ကိုစင်ပြေတယ်ပေါ့နော်ဒီမှာကျွန်တော်တို့အခုဒီ software လေးဝင်လိုက်လို့ရှိရင်လေ့လာရန်ဆိုတဲ့ဟာလေးပေါ်လာလို့ရှိရင်နှိပ်ပြီးတော့ဝင်လိုက်လို့ရှိရင်ဒီတော့မှစကပြောတွေလည်းအများကြီးရှိတယ်ပြီးလို့ရှိရင်ဒီမှာနှုတ်ဆက်ခြင်းများ နှုတ်ဆက်စကားများဆိုတဲ့နေရာမှာကြောင်းလို့ရှိရင်လည်းဒီမှာဝေါ်ရရတွေအများကြီးရှိတယ်။ तू ကတခုနှိမ့်လိုက်လို့ရှိရင် तू အတန်မှာပါတယ်ဒီမှာကျွန်တော်စวัสดีค่ะอืมဒီမှာတန်နေရှိတယ်။သုံးရတာအရန်ဆင်ပြေတယ်ဗောနော်ဒီမှာပြီးလို့ရှိရင်ဒီမှာညီညီမှုများ ီမှာနိုင်ငံတွေပြီးရင်နိုင်ငံတွေလည်းပါတယ်ကိုအယောင်တွေအကုန်လုံးရှိတယ်ဗောနော်ဒီမှာနိုင်ငံများအခုမှလေးလာတဲ့သူတွေတွဲဆိုလို့ရှိရင်ပေါ့ဒီ software လေးကအရန်ကိုဆင်ပြီးတယ်ဒီမှာဘီးတရာများဆိုတဲ့နေရာမှာကြာလို့ရှိရင်ဒီမှာသူရဲ့စာလုံးတွေရှိတယ် ဒီစာလုံးတွေကိုကောက်ไก่ဒီဆော်ဝဲလေးอ่ะဆိုလို့ရှိရင်အရန်ကိုဆင်ပြေတော့ဗောနော်ဒီမှာသူအပြီးတန်အောင်စုတယ်ဘယ်နှလုံးရှိတယ်အကုန်လုံးသူခွဲခြားပြေးတာတယ်ပြီးလို့ရှိရင်ဒီမှာလက်ကျကံများဆိုတဲ့နေရာမှာလဲကိုကစာလုံးတွေသူသူပြောတဲ့စာလုံးတွေကိုကိုကလက်ရွေးပေးရတာဗောနော် အရန်ကိုမှဆင်ပြေတယ်ဒီ software လေးကိုလိုချင်နေဆိုလို့ရှိရင်ကျွန်တော်အရင်အမှုဆုံးကျွန်တော်လည်းဒီ software ကိုလိုချင်လို့ပထမ Play Store မှာကျွန်တော် download ဆွဲလိုက်တယ် download ဆွဲပြီးတော့ရှောက်တော့မရဘူးအဲ့ဒီ software ရဲ့ပိုင်ရှင်ဒီ Messenger ကနေပြီးတော့ရွှေထိုင်လို့ Facebook နေပြီးရိုက်လဲလို့ရှိရင်ရွှေထိုင်လို့ပေါ်ရွှေထိုင်လို့ဒီ Messenger ကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ အဲရွှေထိုင်ရွှေဒီမှာပါအဲဒီမှာကျွန်တော်ဒီဝယ်ရတော့ဘောနော်ကျွန်တော်150လောက်ကြာပါတယ်ကျွန်တော်ဝယ်လိုက်ရလေအဲ150ကြာပြီရှင်ဒီမှာသူသေးစိတ်ရှင်ပြထားတယ်ဒီဒီကောက်သူပေးလာတယ်ဘောနော်ဒီကောက်150လောက်ဝယ်ရတယ်150သူကောက်ပေးတယ်ကောက်နေထားလို့ရှိရင်ကျွန်တော်တို့အဲ့ဒီရွှေထိုင်ဆိုတဲ့ software လေးကိုကျွန်တော်တို့ စောင့်သုံးလို့ရပါပြီခင်ဗျာရွှေတိုင်းကျောင်းသားများအားလုံးပဲမိင်္ဂလာပါရှင်အခုပြပြပေးသွားမှာကတော့ရွှေတိုင်း application ကို sign in ဝင်ပြီးအစဉ်စဉ်ကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာ Play Store ကနေရွှေတိုင်းလို့ရိုက်ရှာပြီး download ပြုလုပ်ပေးပါဒေါင်းလုပ်ပြီးပါက application ထဲသို့ဝင်ရောက်ပြီး sign up အရင်ပြုလုပ်ရပါမယ်။ sign up ကိုနှိပ်ပြီးမိမိနာမည်မိမိအမည်သုံးမဲ့ email နဲ့ password တို့ကိုရိုက်ထည့်ပါ